အနည်းပညာလောက်ကိုရောစီဝါရေးကိုပါအောင်မြင်လောက်ခဲ့တဲ့မင်းသမီးကြီးဝဝဝင်းရွှေရဲ့ဘဝစကြာဗရိတ်တကြီးအောင်မဲမင်္ဂလာပါရှင့်ဇက်ဗမိတ်ချန်နယ်လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်မြန်မာရုပ်ရှင်လောကမှာမင်းသမီးတွေတော်တော်များများဟာအနည်းပညာအလောင်းနဲ့အောင်မြင်ကြပေမဲ့စီဝါရေးမှာရောအနည်းပညာအလောင်းမှာပါတပြိုင်တည်းအောင်မြင်တာကရှားပါတယ်ဒီပီယိုထဲမှာတော့အနည်းပညာအလောင်းစီဝါရေးအလောင်းတစ်ခုစလုံးကိုအောင်မြင်လောက်ကမြန်မာနိုင်ငံရဲ့ကံဝင်ရုပ်ရှင်မင်းသမီးနဲ့အောင်မြင်တဲ့စီဝါရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်လာတဲ့ ဒေါ်ဘဝဝင်းရှူရဲ့ဘဝစကြံကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်။ကနဝင်ရွှေမင်းသမီးကြီးဝဝဝင်းရွှေကို1943ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာမွေးဖွားခဲ့တာဖြစ်ပြီးအခုချိန်မှာအသက်82နှစ်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။ဒေါ်ဘဝဝင်းရွှေရဲ့မိဘနှစ်ပါးကတော့ဦးတွန်းရွှေနဲ့ဒေါ်တန်းတင်တို့ဖြစ်ကအငယ်ဆုံးသမီးဖြစ်တဲ့ဒေါ်ဘဝဝင်းရွှေကိုရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ တရုတ်ဆောင်မင်းဒီမီကြီးဒေါ်ဘဝဝန်းရွှေရဲ့ပညာရေးကတော့အင်္ဂလိပ်မက်ထရစ်အထက်တန်းကျောင်းမှပညာသင်ကြားခဲ့ပြီးရန်ကုန်တက္ကသိုလ်တို့တက်ရောက်ပညာသင်စီးပုတ်ခဲ့ပါတယ်။ဒေါ်အပြင်ဒေါ်ဘဝဝန်းရွှေဟာဆီယဝင်ဖြစ်ဖို့ဈေးတက္ကသိုလ်တက်မှပညာသင်ကြားခဲ့တာပါ။ဒါပေမဲ့ရုပ်ရှင်လောကထဲကိုဝင်ဖို့အတွက်ဈေးကျောင်းကနေထွက်ခဲ့ပါတယ်။ကနဝေတယောက်ဆောင်မင်းနမကြီးဝဝဝန်းရွှေအနုပညာလောကရောရောက်တော့အသက်16နှစ်သာရှိသေးတာပါဝဝဝန်းရွှေဟာတမဘွားရဲ့ပထမဆုံးရုပ်ရှင်ဇာတ်ကားအဖြစ်စိတ်ရုပ်ရှင်ဇာတ်ကားကိုစတင်ရိုက်ကူးခဲ့ပါတယ် တရုတ်ဆောင်မင်းနမီကြီးဝဝဝင်းရွှေဟာရုပ်ရှင်ဇာတ်ကားပေါင်းရာကျော်တွင်ပါဝင်တရုတ်ဆောင်ခဲ့ပြီး1965ခုနှစ်မှာချစ်သမီး1969ခုနှစ်မှာချမ်းကိုပြည့်၍မြစ်ကိုရှာနဲ့1989ခုနှစ်မှာမင်းကလေးရှင်ရဲ့ဆန္ဒစားတဲ့ရုပ်ရှင်ဇာတ်ကားတွေနဲ့အကယ်ဒမီဇာတ်ကားတို့ဖြင့်မြန်မာရုပ်ရှင်ထူးချွန်စွာကိုတုံ့ပြန်ရရှိခဲ့တာပါ အထူးသဖြင့်မင်းနမီကြီးဝဝဝင်းရွှေတရုတ်ဆောင်နဲ့ဒေါန်တော်မီရဲ့အသေးရုပ်ရှင်ဇာတ်ကားတွေကဘေးဥမဇာတ်ကံကာရက်တာကိုပရိသတ်ကြီးတို့ကသဘောကျခဲ့တာပါ အဲ့ဒီစကားလေးကဝဝဝန်းရွှေရဲ့သဘင်ကေကိုအမျိုးသမီးပရိသတ်တွေကြိုက်နေတဲ့ခဲ့ကြပြီးဘဲဥမကေဆိုပြီးနာမည်ကြီးခဲ့ပါတယ်။အဲ့ဒီကေကမင်းသမီးကြီးဝဝဝန်းရွှေနဲ့လိုက်ပတ်အနည်းဆုံးမင်းသားကတော့ညွန်ဝင်းမဖြစ်ပါတဲ့တရုတ်ဆောင်မင်းသမီးကြီးဝဝဝန်းရွှေရအသက်ကြီးတဲ့အချိန်ထိအောင်လူကြီးကအမေကန်ကနေတရုတ်ဆောင်ခဲ့ပါတယ်။ဒေါ်ဝဝဝန်းရွှေရတရုတ်ဆောင်မင်းသမီးအဖြစ်တမကဒရိုက်တာဖြစ်နေလဲရုပ်ရှင်ဇာတ်ကားပေါင်း50ကျော်ရိုက်ကူးခဲ့တာပါ။ ဒေါ်ဘဝဝန်းရွှေရမြန်မာရုပ်ရှင်သပိုင်းမှာမင်းသမီးရောဒရိုက်တာပါဖြစ်တဲ့ရှာရှာဖဖအနုပညာရှင်ဖြစ်ပါတယ်။ဗီဒီယိုဆက်မှာပြောခဲ့သလိုပါပဲကနဝင်မင်းသမီးကြီးဒေါ်ဘဝဝန်းရွှေဟာအောင်မြင်တဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးဖြစ်ခဲ့က1990ခုနှစ်မှာဝဝဝန်းရွှေရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကိုတည်ထောင်ခဲ့တာပါ။ဒေါ်ဘဝဝန်းရွှေဟာရန်ကုန်မြို့အင်ချမ်းမြေဈေးကွက်မှာလဲစီးပွားရေးလုပ်ငန်းများစွာလုပ်ခဲ့တာပါ။ ဒေါ်ဝါဝါဝင်းရွှေရမြန်မာနိုင်ငံရဲ့နမကြီးစစ်တုပ်ပန်ရုပ်ရှင်ရုံရဲ့ပိုင်ရှင်လည်းဖြစ်ပြီး2012ခုနှစ်မှာရုပ်ရှင်ရုံတက်အထက်စလေးတက်ပါကွန်တိုမီလီယံအဖြစ်ဆောက်လုပ်ရန် Greyfallen ဆောက်လုပ်ရေးကုမ္ပဏီနဲ့ပူးတွဲလုပ်ဆောင်ခဲ့ပါတယ်။ကရမရုပ်ရှင်မင်းသမီးကြီးဝါဝါဝင်းရွှေရဲ့အိမ်တော်ကြီးကတော့ဒေါ်ဝါဝါဝင်းရွှေရဲ့ကိုကန့်အမျိုးသမီးခေါင်းဆောင်တူဖြစ်ခဲ့တော့အိုလီပီယံနဲ့ချစ်ချောင်းဝင်ကတ်တီကိုကောလာဟာလာတွေထရှိခဲ့ပါတယ်။ဒေါ်ပေမဲ့ဒေါ်ဝါဝါဝင်းရွှေရရုပ်ရှင်တရုပ်ဆောင်ဖြစ်တဲ့တန်တုန်နဲ့1983ခုနှစ်မှာလက်ထပ်ခဲ့ပြီး ဝန်ထုတ်ဝင်နဲ့ဝါစီအမြင်ရှိတဲ့တာနရထွန်းကားခဲ့တာပါ။ဒါပြစ်တပြစ်တူဝန်ထုတ်ဝင်မွေးဖွားထားတဲ့ဝါရွှေနယ်ဝင်းနဲ့ဝင်းဝါပန်းမြတ်သူဆိုတဲ့ဖြစ်စရာမြင်မလေးနေအောင်တဲ့အတူဒေါ်ဝါဝါဝင်းရွှေကဘဝကိုပျော်ရွှင်စွာနဲ့ဖြစ်တန်းနေခဲ့တာပါ။အခုပြခဲ့တဲ့အကယ်ဒမီစုပေးပွဲမှာတော့ဒေါ်ဝါဝါဝန်းရွှေရတက်တက်တာအကယ်ဒမီစုကိုနောက်ထပ်မင်းသမီးကြီးတူဦးဖြစ်တဲ့ဒေါ်ခင်တန်းသူနဲ့အတူတူရရှိခဲ့ပါတယ်။အခုပြပြခဲ့တာကတော့မြမရွှေရှင်လောကရဲ့ကဏဝင်မင်းသမီးကြီးတယောက်ဖြစ်တဲ့ဒေါ်ဝါဝါဝန်းရွှေရဲ့အကြောင်းပဲဖြစ်ပါတယ်။ နောက်ထပ်လည်းဒီလိုနာမည်ကြီးနှုတ်ပညာရှင်တွေရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အကြောင်းကျမတို့ရဲ့ channel လေးကို like and follow လေးလုပ်ပေးဖို့မမေ့ကြပါနဲ့နော်